ဒီသားစုကို စာဖွေကျွင်းဝင်းနေတဲ့ကလေးမလေးရဲ့အလောင်းကိုစာတင်ကျောင်းရဲ့အနောက်ဖက်ကကြံကင်းထဲမှာတွားပြီးတော့တွေ့လိုက်။အားလုံးပဲမင်္ဂလာပါခင်ဗျ။အခုပြောပြမှာကတော့လွန်ခဲ့တဲ့2012ခုနှစ်လောက်ကလင်ယူလို့ခေါ်တဲ့မျိုးသမီးလေးတယောက်ရဲ့အကြောင်းကိုပြောပြတင်ဆက်ပေးမှာပဲဖြစ်ပါလေခင်ဗျာ။လင်ယူမဟုတ်ဘူးနော်လေယူလို့ခေါ်တဲ့ထိုင်းအမည်ပေါ့နော်။နေတာကတော့စံကဲမျိုးနယ်မှာနေတဲ့မိသားစုဝင်တွေကလည်းအဆင်မပြေအဖေဖြစ်တဲ့သူကလည်းကျမ်းမာရေးမကောင်းတော့စားဝတ်နေရေးကအလွန်ကိုမှခက်ခဲခဲ့တယ်တဲ့ အလုတ်ထွက်လုံးမယ်ဆိုပြီးတော့လေယူတယောက်ပါကြံပူလီမျိုးနဲ့စီမဟာဖောဆိုတဲ့မျိုးကိုထွက်လာခဲ့တယ်တဲ့အလုတ်လုပ်ပြီးတော့မိသားစုကိုထောက်ပံ့မယ်ဆိုတဲ့ယူရဲ့ချက်နဲ့ပေါ့ဗျာအလုတ်လဲရခဲ့တယ်စက်ယုံအလုတ်ကိုတဲ့၄လ၅လလောက်အထိမိသားစုကိုထောက်ပံ့ပေးခဲ့တယ်နောက်ပိုင်းမှာအိမ်ကိုအဆက်အသွယ်လည်းမလုပ်ဝေမပို့တာတစ်နှစ်လောက်ကိုကြာသွားတယ်တဲ့လေယူရဲ့သူငယ်ချင်းတွေဒီပြောပြချက်အရာဆိုလို့ရှိရင်လေတဲ့လေယူကနိုင်ငံသားကိုအလုတ်သွားလုံးမယ်ဆိုပြီးတော့လေသူပြောဘူးတယ်တဲ့ ီလိုနဲ့မိဘတွေကလည်းအဆက်အသွယ်မရတဲ့ကိစ္စနဲ့ပတ်သက်ပြီးပထမသူတို့တွေးတာကနိုင်ငံခြားဖို့အလုပ်သွားလုံးမဲ့အကြောင်းကိုမိဘတွေကိုပြောရင်ခွင့်မပြုမှဆိုလို့သူတို့ငယ်ချင်းတွေလောက်ပဲအတီးပေးပြီးတော့ထွက်သွားတယ်လို့ပဲထင်ပြီးတော့လေယူဟိုပေါ့နော်အဆက်အသွယ်မလုပ်ခဲ့ဘူးလေယူဆက်တွေ့လာမှာကိုပဲမိသားစုဝင်တွေကမျှော်လင့်ခဲ့တယ် အဆက်တွေရနိုးရနိုးတဲ့မိသားစုဝင်တွေကလည်းတက်နိုင်တလောက်ပေါ့နော်အဆက်တွေရဖို့ကြိုးစားရင်းမျှော်နေရင်းနဲ့တဖြည်းဖြည်းအချိန်တွေကလာမှနှစ်အထိကိုကြာမြင့်လာတယ်၅နှစ်လောက်ကြာလာပြီးတဲ့အခါမှာအဆက်တွေကလုံးဝမရတော့နဲ့လေယူရဲ့အမေဖြစ်တဲ့သူကလည်းတမီးဖြစ်တဲ့သူကိုစိတ်ပူပြီးတော့အဆက်တွေရဖို့ပေါ့နော်ဒီရဲစခန်းမှာလူပြောက်တိုင်ကျပ်ဖွင့်လိုက်တယ်ဒိုင်းရဲတွေကလည်းကိုနိုင်ငံကရဲတွေတက်စားလို့ရှိရင်တော့အတော်လေးကိုမှလေးစားစရာကောင်းတယ်လို့ပဲပြောရမယ်ဗျ သူတို့ကပြည်သူတွေကိုတံပိုးထားပြီးတော့တာဝန်ကျေစွာအလုပ်လုပ်ကြတယ်ဗျလက်စားတာလက်မစားတာတက္ကနတော်တော်များများကတာဝန်ကျေပြီးပြည်သူတွေကိုအလေးတယူနဲ့တံပိုးထားကြတယ်လူပြောက်တန်ကျက်ဖွင့်တာနဲ့ရဲတွေကတည်တည်ချာချာလေယူကိုခြေရခံပြီးတော့အသေးစိတ်လေ့လာပြီးတော့ရှားဖွေတယ်။ကိုရီးနိုင်ငံမှာဆိုအဲ့လောက်အချိန်ကြာပျောက်နေတဲ့သူကိုဘယ်ရဲမှအလေးတယူအချိန်ကုန်ခံပြီးတော့လေ့လာပြီးတော့ရှားပေးမယ်လို့တော့ကျွန်တော်ကတော့မထင် ထိုင်းနိုင်ငံကရဲတွေကလူပြောက်တိုင်ကျက်ဖွင့်တဲ့အခါသူတို့ကဒီပြောက်ဆုံးနေတဲ့သူကိုဂူအတိုင်းရှာဖွေတယ်ဗျ။အသက်ရှင်လျက်ရှိနေလားဆိုတဲ့စူးတောင်းကအရင်ဆုံးသူတို့ကရှာဖွေတယ်။ပထမဆုံးလေယူအလုံးလုံးသွားတဲ့ပါကျံပူလီမျိုးနဲ့အတွင်ကမှတ်ပုံတင်ရုံမှာစစ်တယ်။ထိုင်းလူမျိုးတွေမှာသူတို့ကင်ဆောင်ထားတဲ့မှတ်ပုံတင်ကိုတစ်နှစ်တစ်ကြိမ်သို့မဟုတ်သုံးနှစ်တစ်ကြိမ် တချို့ကြောင့်လည်း၄နှစ်ကြိမ်၅နှစ်ကြိမ်ပေါ့နော်အဲလိုမျိုးဒီတတန်းတိုးတာမျိုးတွေရှိတယ်ရွေးတွေကဒီမက်ပုံတင်ယုံတွေမှာလိုက်ပြီးတော့စစ်တယ်လင်ယူမက်ပုံတင်တတန်းတိုးထားတာ ရှိမှရှိစစ်တဲ့အခါမှာလည်းတတန်းတိုးထားတာကိုလည်းမတွေ့ရဘူးဒုတိယအချက်အနေနဲ့ကစေးယုံတွေမှာစစ်ဆေးတယ်ဒီမကောင်ကျမ်းမှာဖြစ်ရင်လေစေယုံတွေတက်ရင်မက်ပုံတွေနဲ့အဓိကထားပြီးတော့ အချက်လက်တွေတိမ်းဆဲမတန်းပြုစုထားတဲ့ဆိုတော့ဆေးရုံကိုလေယူလာတက်တာမျိုးတွေဘယ်အချိန်ဘယ်လဘယ်နှစ်လောက်ကတက်ခဲ့လဲဆိုတာကိုရဲတွေကစစ်တယ်ပျောက်ဆုံးနေတဲ့နှစ်တွေအတွင်းလေယူတယောက်ဘယ်ဆေးရုံကိုတက်ခဲ့လဲလက်ရှိရောဆေးရုံတက်နေတာလားဆိုတာတွေကိုအသေးစိတ်စစ်ဆေးတယ်တကယ်လို့သာလေယူတယောက်အသက်ရှင်နေမယ်ဆိုရင်ဆေးရုံမတက်တာတက်တာလေးအသာထားကျမ်းမာရေကောင်းနေလို့ပဲဖြစ်ဖြစ်အက်ဆီဒန့်တစုံတရာမဖြစ်လို့လာမတက်တာပဲဖြစ်ဖြစ် သက်ရှိသေးရင်မသေးသေးရင်ပေါ့နော်ဒီမက်ပုံတင်ယုံမှာတော့တက်တန်းတိုးထားတာမျိုးတွေကရှိကိုရှိရမယ်ဒီမက်ပုံတင်ယုံကိုရဲတွေစစ်တဲ့အခါမှာလည်းတက်တန်းတိုးထားခြင်းကလုံးဝမရှိဘူးဒါပေမဲ့ရဲတွေက လက်လျှော့လားဆိုတော့လက်မလျှော့ဘူးထက်မှန်ပြီးတော့နိုင်ငံကိုလက်မှတ်တွေလုတ်တဲ့ရုံးတွေမှာသွားပြီးတော့စစ်ဆေးတဲ့လေယူကနိုင်ငံသားကိုထွက်ပြီးတော့အလုံးလုံးမယ်လို့လည်းသူကပြောပို့ထားတော့ဒီနိုင်ငံသားပဲထွက်သွားပြီလားဆိုတာကိုသိရဖို့အတွက်နိုင်ငံကိုလက်မှတ်လုတ်တဲ့ဌာနတွေကိုရဲတွေကစစ်ဆေးမှုတွေလုတ်တဲ့ဒါပေမဲ့လည်းလေယူတယောက်နိုင်ငံသားထွက်ခွာတယ်ဆိုတဲ့ဒီမှတ်တမ်းကိုလည်းမတွေ့ရဘူးဒါနဲ့ရဲတွေကအသေးစိတ်တိကျတဲ့နေရာတွေကိုလိလာစုံစမ်းဆစ်ဆစ်ပြီးတဲ့နောက်မှာတည်ဆုံသွားပြီးဆိုတာကိုရဲတွေကအတည်ပြုလိုက်တယ် လေယူတယောက်တေဆုံးသွားပြီဆိုတာလေတေကြသွားတော့ရဲတွေကတေဆုံးမှုနဲ့ပတ်သက်ပြီးအလောင်းနဲ့အတေဆုံးရတဲ့အကြောင်းကိုစာပွေစစ်ဆေးမှုတွေထပ်ပြီးတော့ဆောင်ရွက်ရပြန်ရောဗျသူများနိုင်ငံကရေတွေကအလုပ်လုပ်ပြီးတာဝန်ကြီးကြတယ်နော်တို့အိမ်ကကိုလာရွှေတို့နဲ့များကွာချားချက်စီနဲ့ရည်နဲ့ပဲထားပါတော့ဒါတွေပြောရင်ဒေါ်တွေပါတာကလွဲလို့ကိုတွေလည်းဘာမှအလုပ်နိုင်ဘူးကဲလေယူရဲ့အကြောင်းပဲကျွန်တော်တို့ပြန်ဆက်ကြစို့ ဒါနဲ့ရဲတွေကနောက်ဆုံးလေယူအဆက်တွေမလုတ်ဖြစ်တော့တဲ့လာနဲ့နှစ်ကိုရဲတွေကမိသားစုတွေကိုမေးမြန်းပြီးတော့မိသားစုဝင်တွေပြောတဲ့အတိုင်းလေယူနောက်ဆုံးမိသားစုကိုအဆက်တွေလုတ်ခဲ့တဲ့လာတဲ့နှစ်အတွင်းပါကျံပူလီမျိုးနဲ့အတွင်းကစေယုံတွေမှာပိုင်ရှင်မဲ့အလောင်းစည်ရင်မှတ်တမ်းကိုရှာကြည့်တယ်။ပါကျံပူလီမျိုးနဲ့တဲကစေယုံတစ်ခုမှာပိုင်ရှင်မဲ့အလောင်းစည်ရင်ထဲမှာလေယူရဲ့အမိနဲ့မှတ်ပုံနဲ့နံပါတ်အမှတ်စင်ကိုရဲတွေကတွေးလိုက်ရတယ်ဗျ တင်ဆုံးသွားပြီဆိုတာလုံးဝလုံးဝတေချာသွားပြီစေးရုံကတာဝန်ရှိကြီးကဲတွေပြောတာက2012ခုဂါလာပိုင်းအတွင်းမှာတဲ့ပါကြံပူလီမြို့နယ်မှာလူသေးအလောင်း3လောင်းကိုထွေးရှိတယ်တဲ့အဲ့ဒီလူသေးအလောင်း3လောင်းထဲမှာပိုင်ရှင်မဲ့အလောင်းက1လောင်းအပါဝင်ဖြစ်တယ်တဲ့အဲ့ဒီပိုင်ရှင်မဲ့လူသေးအလောင်းကိုလည်းကြံငင်းတဲကထွေးတာဖြစ်ကြောင်းကိုရဲတွေကိုပြောပြတယ်အလောင်းပိုင်ရှင်မိသားစုဝင်တွေကိုတဲ့3လအထိ ဆောင်သေးတယ်ပေါ့နော်ဒီ3လအတွင်းမှာအဆက်အသွယ်လုံးမလာတာနဲ့အလောင်းကိုဒီစေးယုံကပဲတကြိုလိုက်တဲ့အကြောင်းကိုလည်းပြောလိုက်တယ်ဒါပေမဲ့အလောင်းတွေးစီစဉ်ကရိုက်ကူးထားတဲ့မတန်တက်ပုံတွေကတော့ကွန်ပျူတာထဲမှာရှိနေတယ်လို့ပြန်ပြီးတော့အစေးယုံကပြောတယ်ပေါ့နော်ဒါနဲ့အမှုလိုက်တဲ့ရဲတွေကလည်းတပ်ပုံတွေကိုတောက်ပြီးတော့လေယူရဲ့မိသားစုကိုခေါ်ပြီးတော့ပြတယ်ကိုခန္ဓာအချိုးအစား ဝစားစင်ထားတဲ့ပုံစံမျက်နှာကအစလေယူဖြစ်ကြောင်းကိုလည်းမိသားစုဝင်တွေကထောက်ခံပြောကြားလိုက်တယ်။မိသားစုဝင်တွေကလည်းစိတ်မကောင်းဝမ်းနည်းဖြစ်ုံမှတပါမတတ်နိုင်တော့ဘူးပေါ့နော်။တည်ဆုံးသွားပြီဖြစ်တဲ့အခါကျတော့ဒါပေမဲ့ရဲတွေရဲ့လွတ်ဆောင်ချက်တွေကတော့မပြီးစီသေးဘူးလေယူနဲ့ပတ်သက်ပြီးတော့ရဲတွေကလေယူကိုတတ်ခဲ့တဲ့တရခံကိုမပြီးသေးတော့တရခံကိုစာပွေစစ်ဆေးမှုတွေလုပ်ရပြန်ရောလေယူမတည်ဆုံးခင်ကအလုပ်လုပ်ခဲ့တဲ့အဆက်ယုံအပါဝင် တတရားရှိနိုင်တဲ့နေရာတွေကိုလိုက်လံစားပွေးစစေးတော့လေယူအလုံးလုံးတဲ့စက်ယုံနာမှာကစာတင်ကြောင်းတကြောင်းလည်းရှိတယ်။အလောင်းကိုတွေးခဲ့တဲ့နေရာကစာတင်ကြောင်းရဲ့အနောက်ဘက်ကကြံ့ကင်းထဲမှာတွေ့တာလည်းဖြစ်တယ်။ဒါနဲ့ရဲတွေကစာတင်ကြောင်းနဲ့လေယူအလုံးလုံးတဲ့စက်ယုံကိုပြစ်မှတ်ထားပြီးတော့တရားခံကိုရှာဖွေတဲ့ရဲတွေကအဖွဲတွေခွဲပြီးတော့စစ်ဆေးစာဖွေတော့ဒီအလောင်းကိုတွေးတဲ့နေရာကိုတွက်ချက်ကြည့်လိုက်တော့အလောင်းတွေ့တာကကြံ့ကင်းထဲက အဲ့ဒီကြံကင်းကလည်းစာတင်ကျောင်းနဲ့ဆိုရင်အနည်းဆုံးဖြစ်နေတယ်ဒါနဲ့ရဲတွေကစာတင်ကျောင်းဝန်းထဲကိုဝင်ရောက်စစ်ဆေးလိုက်တော့စာတင်ကျောင်းရဲ့နေရန်တွေနဲ့စာတင်ကျောင်းအတွင်းနေရာတော်တော်များများမှာကြည်စံရာတွေကိုတွေ့ရတယ်ပြီးတော့အဲ့ကျောင်းရဲ့ကျောင်းအုပ်ကြီးရဲ့အကြောင်းကိုလေးလာကြည့်ရတဲ့လောက်ဆိုရင်လည်းကျောင်းအုပ်ကြီးကတနက်ပြရတာကိုဝါသနာပါလဲသူတယောက်လည်းဖြစ်ကြောင်းသိလိုက်ရတယ်စာတင်ကျောင်းရဲ့နေရန်တွေမှာကြည်စံရာတွေဟာတွေ့လိုက်ရတဲ့ပတ်သက်ပြီးတော့ ကျောင်းအုပ်ကြီးကိုရဲတွေက လုံးဝမသိငါတော့ဘူးဒါနဲ့ရဲတွေကကျောင်းအုပ်ကြီးကိုစစ်ဆေးမေးမြန်းတော့ကျောင်းဝန်းအတွင်းကကြီးစံရတွေကသူဒီအတိုင်းလက်တက်ဆန့်ပြီးတော့ပြစ်ထားကြောင်းကိုရဲတွေကိုပြောတဲ့ရဲတွေကလည်းကျောင်းအုပ်ကြီးကိုလုံးဝမသိငါတာနဲ့တေးသေးချာချာစစ်ဆေးမေးမြန်းတော့တရခန်တွေရဲ့ထုံးစံအတိုင်းပဲပေါ့နော်သူတို့မတက်ကြောင်းကိုအကြောင်းအကန်ညင်းဆန့်တယ် ရဲတွေရဲ့တိုးစားစစ်ဆေးဖော်ထုတ်မှုနဲ့နောက်ဆုံးမှာတော့လေယူကို သူတက်လိုက်တဲ့အကြောင်းကိုအကြောင်းကြီးကဝန်ခံထွက်ဆိုလိုက်တယ်ဗျတရခန်အကြောင်းကြီးရဲ့ထွက်ဆိုပြောကြားချက်အရာ လေယူနဲ့သူနဲ့ကဘာပတ်သက်မှုမှာတော့မရှိဘူးတဲ့လေယူကိုသူတက်လိုက်တယ်ဆိုတာကလည်းရွက်ချက်အဲ့လည်းမရှိဘူးရန်သူရန်စားလည်းမရှိဘူးပေါ့နော်လေယူတည်ဆုံသွားတဲ့ပုံစံကစာတင်ကျောင်းရဲ့အနောက်ဘက်မှာလမ်းကြားလေးတစ်ခုရှိတယ် အဲ့ဒီလမ်းမှာလေယူကဆိုင်ကယ်နဲ့လှုပ်ဆင်းပြီးတော့ဆက်ယုံကနေသူ့အခန်းကို ပြန်လာတဲ့အချိန်ကျောင်းဦးကြီးကလည်းကျောင်းရဲ့အနောက်မှာတနက်ပြစ်ပြီးတော့လက်တက်ဆန်းနေတဲ့အချိန်သူ့လက်တက်ဆန်းနေတဲ့ပြင်မှတ်ကနေပြီးတော့လွဲချော်ပြီးတော့လမ်းမှာဆိုင်ကယ်နဲ့ဆက်ယုံကပြန်လာတဲ့လေယူကို ထိသွားကြောင်းကို ပြောကြားထွက်ဆိုလိုက်တဲ့လေယူစီးလာတဲ့ဆိုင်ကယ်ကိုတော့တဲ့7ဆိုင်စေးမှာတွားပြီးတော့ရက်ထားလိုက်တဲ့ ဆိုင်ကယ်ကိုတော့လိုက်ပြီးရှာဖွေသေးလားတော့မသိဘူးပေါ့နော်ဒီဖြစ်စဉ်မှာလည်းထည့်ပြောထားတာတော့မရှိဘူးဗျဆိုင်ကယ်ကိုဆဲပြင်းမှာရက်ထားပြီးနောက်ဒီပျောက်ဆုံးသွားတဲ့ကိစ္စကိုပါရဲတွေကလိုက်ပြီးတော့စစ်စစ်ရှာဖွေနေမယ်ဆိုလို့ရှိရင်တော့ဒီအကြောင်းအရာကကဘာပြက်တောင်မှပြီးမယ်လို့တော့မထင်ဘူးကျွန်တော်ပြောရတာပေါ့နော်အဲ့ဒီအချိန်ကာလတုန်းကလည်းထိုင်းမှာက CCTV ဆိုရင်လည်းမရှိဘူးဗျမရှိတလောက်ပါပဲเนาะ2012ကဆိုရှင်အကယ်၍ရှိသည်ရှိတော်လဲ တေချာတာကတော့အခုနောက်ပိုင်းနှစ်တွေလောက်တော့မပေါ်များသေးဘူးလို့တော့ထင်မိတယ်အခုကတော့ထိုင်းနိုင်ငံမှာနေရာတိုင်းလိုလိုမှာ CCTV တွေရှိနေတော့အမှုတစ်ခုဖြစ်ပြီဆိုရင်လည်းရဲတွေလိုက်ရတာတွေ့ဘူးတာပေါ့ဗျာလွန်ခဲ့တဲ့2012လောက်ကဆိုတော့ CCTV တွေကလည်းနေရာတိုင်းမှာမရှိတော့ရဲတွေကလည်းဒီလေယူရဲ့အမှုကိုအခုလိုပဲခက်ခက်ခဲခဲနဲ့ကိုလိုက်ခဲ့ရတာလည်းဖြစ်တယ်ဗျာလေယူ တက်တဲ့တရားခံကိုလည်းရဲတွေကဖမ်းမိသွားပြီဆိုတော့တရားခံចောင်းအုပ်ကြီးကိုထောင်တန်းအနည်း20ချမှတ်လိုက်ပြီးတော့လေယူရဲ့မိသားစုဝင်တွေကိုလည်းနင်နာချေပတ်တသန်းကျော်ကိုလည်းပေးဆောင်လိုက်ရတယ်လို့သိရတယ်ဗျဟုတ်ကဲ့ပါဒီနေ့တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲခင်ဗျာအဆုံးတရားနားဆင်ပေးကြတယ်ကျွန်တော်ရဲ့ချစ်မိတ်ဆွေတွေလည်းအသက်စင်ကြမ်းမဆက်ချမ်းသာပြီးတော့လောရင်ဆန္ဒလေးပြေဝကြပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျာအားလုံးပဲကောင်းသောညလေးဖြစ်ပါစေ